မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနကနေဒီဇင်ဘာလ12ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဒေါနာတောင်ချေတွင်စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ကကြာဖြန်အဆောက်အုံတင်များချက်မှန်တီဆောက်နေပြီးရွှေကုတ်ကိုနေ KK ဘက်မှတရုတ်တပ်ထင်းများနဲ့အရေးပါသူများကိုရွှေ့ပြောင်းနေတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကရင်ပြည်နယ်မြဝတီမြို့နယ်ဒေါနာတောက်ချေတက်ကတိကျွရနယ် ပဝင်းကျင်တွင်ကြာဖြန့်အဆောက်အုံတင်များရပ်ပိုင်းအတွင်အရှိတ်အဟုန်ဖြစ်တည်ဆောင်နေပြီးစစ်တပ်လက်အောက်ခံ PGF မှဗိုလ်တင်ဝင်းက KK ပတ်နှစ်ရွှေကုတ်ကိုမှတရုတ်တပ်ထင်းများနဲ့အရေးပါသောကြာဖြန့်လုပ်သားများကိုရွှေပြောင်းပေးနေကြောင်းအဆိုပါနေရာများတွင် ရောက်ရှိနေသည့်ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်ထိုင်းမြန်မာနယ်စပ် KK ပတ်နှင့်ရွှေကုတ်ကိုကြားဖြန့်ဝင်များကိုစစ်တပ်ကဝင်ရောက်စီးနင်းဖမ်းဆီးမှုများလှုံ့ဆော်လာပြီးနောက်အဆိုပါနေရာများမှာအရေးပါသောတရုတ်တပ်ထင်းများ အရေးပါသောကြားဖြန့်ငွေလင်ကိုင်းခေါင်းဆောင်များမှဒေါနာတောင်ချီတက္ကတိကျေးရွာသို့ BGF အကူအညီဖြင့်ရွှေ့ပြောင်းနေကြကြောင်းဒေါနာတောင်ချီတွင်ကြားဖြန့်အဆောက်အဝင်များရပ်ပိုင်းအတွင်အကြီးအကျယ်ထပ်မံဆောက်လုပ်ပေါ်ပေါက်နေကြောင်းလက်ရှိကြားဖြန့်အဆောက်အဝင်များကိုအထူးကတာဝန်ယူတည်ဆောက်နေသူမှ BGF တပ်ဖွဲ့မှဗိုလ်တင်ဝင်ဖြစ်ကြောင်းသိရပါသည်။မြဝတီမင်းလက်ပံ KK ပတ်နှင့်ရွှေခုတ်ကိုဘက်ကပြေးလာတဲ့တရုတ်တပ်သေးတွေကိုတက္ကတိကျေးရွာဘက်မှ BGF 14ဝင်းကနေရာပြန်ချထားပြီးတဲ့ ကြာဖြတ်အဆောက်အုံတွေလည်းအရှိန်အဟုန်နဲ့ကိုစောင့်နေတာရပ်ပိုင်းအတွင်းကိုအဆောက်အုံတွေထပ်ပေါ်လာတာအဲ့ဒီဘက်တွေကိုတော့အပြင်းလူတစိမ့်ပွေမရဘူးလုံခြုံရေးတအားတင်းကျပ်ထားတယ်ရေမီအင်တာနက်ကတော့အခုမှစတာဆိုတော့မပြေစုံသေးဘူးဒါပေမဲ့အရှိန်ယူနေပြီတရုတ်တထေးတွေနဲ့ကြာဖြတ်လုပ်တဲ့အဓိကပုံကိုတွေဒီပညာသမားတွေစိုက်ကောင်းဆောင်တွေအကုန်လူစုံတက်စုံရွှေပြောင်းလာပါဟုကရင်စည်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ် လက်တလုံးတိကတိချေးရွာနှင့်ဖာကလူချေးရွာတွင်ကြားဖြတ်အဆောက်အုံတိုးချဲ့အလုံး20ကျော်ရှိပြီးမူလအဆောက်အုံများနှင့်ပေါင်းပါကအနည်းဆုံးအဆောက်အုံပေါင်း90ကျော်ရှိလာပြီဖြစ်ကြောင်းကြားဖြတ်အဆောက်အုံတင်များကိုအလင်းအမြန်စောက်လုံနေသူများမှလည်းတရုံများပင်ဖြစ်ကြောင်းသိရပါသည် BGF ကားရင်းနှင့်ကြားဖြတ်တရုတ်သက်သေးတွင်ဤပညာရှင်တွေအလုတ်ကောင်းဆောင်တွေကိုတိကတိတောင်ပေါ်ကိုခေါ်လာတယ်ဘူတင်ဝင်းရဲ့ဖာကလူရွာမှာအခြေချတဲ့ခေါ်လာပြီး9ရက်မြောက်လောက်မှာကြားဖြန့်ယုံတွေစောက်တဲ့စောက်လို့ရေးကုမ္ပဏီတွေကလည်း တရုတ်တွေပဲအစာဦးပေါင်းထက်ချဲ့တာရောအသစ်ဆောက်တာတွေရောအများကြီးကိုနေချင်းညာချင်းစောင့်နေကြတာရေမီးနဲ့အင်တာနက်မပြည့်စုံပေမယ့်ကြားဖြန့်အလုပ်ကပြန်လည်ပတ်နေပြီဟုကရင်စစ်ရေးတရင်ရမြက်ကပြောဆိုပါတယ်စစ်တလအောက်ခံ BGF 14ဝင်အဖွဲ့ကကြားဖြန့်တရုတ်များအတွက်မြောက်ဝတီမြို့နယ်ရွှေကုတ်ကမှအမျိုးသမီးများကိုလာရောက်ခေါ်ယူပြီး ကာရာအိုကေနှင့်အနေခံပြည်တစားရုံများပါဖွင့်ပေးထားကြောင်းအဆိုပါကြားဖြတ်အဆောက်အုံများကစောက်လုံနေသည့်ကိုစစ်တပ်ကလည်းသိရှိပြီးလိုအပ်သောပြည်လက်မြင်နှင့်စောက်လုံရေးပစ္စည်းများကိုစစ်တပ်၏ဖွင့်ပြချက်ဖြင့်ဖအံပတ်မှတည်ယူနေကြောင်းသိရပါသည်မြောက်ဝတီမြို့အနောက်ဘက်တိကတိတောင်ချေကကိုတင်ဝင်းရဲ့ဖခလူတင်တန်းကျောင်းမှာရွှေကုတ်ကိုကြားဖြတ်တွေကိုနေရချတယ်။ပြီးတော့တင်တန်းကျောင်းရဲ့ဘေးအချုပ်ထောက်မှာလည်းကြားဖြတ်တရုပ်တွေနဲ့ကြားဖြတ်ယုံအစ်စ်ချက်ဖွင့်ထားသေးတယ်။ကြားဖြတ်တွေကို BGF ကိုတင်ဝင်းက တဖက်လက်နဲ့ပြန်ခေါ်ပြီးတက္ကတီတောင်ချေကသူ့ရဲ့တင်းနှန်းချောင်းမှာကြားဖြတ်ယုံတွေစောက်နေရာချထားတယ်။နောက်ပြီးဖက်ဖက်လေးမှာကြားဖြတ်ယုံအစ်စ်ချက်လုပ်ထားတာဟုကရင်စစ်ရေးတရင်ရင်မြက်ကဆက်လက်ရှင်းပြပါတယ်။လက်တလုံးစစ်တလက်အောက်ခံ BTF 4ချစ်သူဘူတင်ဝင်းဘူမုတ်တုံးဘူနိုင်မောင်စတို့ဤလက်အောက်ခံ BTF တပ်များမှကြားဖြတ်များကိုနေရာတင်များဖော့ဆောင်ရွှေ့ပြောင်းပေးခြင်းရန်ကုန်နှင့်မန္တလေးဘက်သို့ထွက်ခွာလိုသောတရုံများကိုပို့ဆောင်ရေးလှုပ်ဆောင်ကြကြသော စစ်တပ်ကလည်းအဆိုပါကြားဖြတ်များနေရာပြန်လည်ချရေးအတွက်ပါဝင်ပတ်သက်လျက်ရှိကြောင်းကရင်စစ်ရေးတရေရမြစ်ကရှင်းပြပါဗယ်ဆက်လက်ပြီးဖလန်းမျိုးတို့ထိုးစစ်ဆင်လာသောစစ်တပ်ကိုချင်းတော်လန်ရေးတပ်ပေါင်းစုက ခုခံတိုက်ခိုက်မှုစစ်တပ်ဘက်မှ20ဦးခန့်သေဆုံးပြီးလက်နက်ခဲယမ်းများနဲ့၃ဘန်းတချို့ဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ချင်းပြည်နယ်ဖလန်းမြို့သို့ထိုးစစ်ဆင်လာသောစစ်တပ်ကိုချင်းတော်လှန်ရေးတပ်ပေါင်းစုကခုခံတိုက်ခိုက်မှုစစ်တပ်ဘက်မှ၂စိတ်ဦးခန့်တိစုပ်ပြီးလက်နက်ခရညာနှင့်သုံးပန်းတချို့ဖမ်းဆီးရရှိကြောင်းချင်းတော်လှန်ရေးတရင်ရေးမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ဂျမန်နီဒီဇင်ဘာလ17ရက်နေ့နနက်10:00နာရီအချိန်မှစတင်၍အကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်ဖြင့်ချင်းပြည်နယ်ဖလန်းမြို့သို့စစ်ကြောင်းထိုးဝင်ရောက်လာကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုချင်းတော်လှန်ရေးတပ်ပေါင်းစုကခုခံတိုက်ခိုက်ရာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲတွင်စစ်တပ်ဘက်မှ20ခန့်တီးဆုံပြီးစစ်တုံးဘန်တချို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းစစ်တပ်ကအထင်အားဒီအတွက်တိုက်လျင်ဖြင့်ယမန်နစ်တနေ့လုံးဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဖလန်ဘက်ကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကို CBO CNEO ဂျင်းတော်လန်ရေးတပ်တွေအကုန်စုပေါင်းပြီးခုခံတိုက်ခိုက်ကြပါစစ်တပ်ဘက်မှာအနည်းဆုံး20လောက်တော့ထိခိုက်ဒေဆုံးမှုရှိတယ်စစ်တုံးဘန်တချို့နဲ့လက်နက်ခရံကလက်နက်အလက်30လောက်နဲ့ခရံတွေရတယ်တော်လန်ရေးတပ်ပေါင်းစုဘက်မှာကြာဆုံးနေသူမရှိပါဘူး အားလုံးညီညီညွတ်ညွတ်နဲ့အချမ်းဖတ်စစ်တပ်ကိုခုခံတိုက်ခိုက်နေပါတယ်ဟုချင်းတော်လိုင်းရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အချမ်းဖတ်စစ်တပ်ကထိုးစစ်စင်ရတွေရေပြင်စစ်ကြောင်းသာမကလက်နက်ကြီးဖြစ်ကူ၊ရုံးဖြစ်ကူ၊လေကြောင်းဖြစ်ကူများဖြင့်အင်အားအလုံးရင်းဖြင့်ထိုးစစ်စင်ကြောင်းကျေးပြည်နယ်ဘက်သို့စစ်ကြောင်းများခွဲ၍ထိုးစစ်များဆင်လာနေကြောင်းဒေသခံတော်လှန်ရေးတရင်ရင်းမြစ်များထံမှသိရပါသည်။ဆက်လက်ပြီးအယုံညံ့ဆုံးအခြေအနေတစ်ခုတို့ထိုးစင်းသွားရှာပြီး အသေးချာထွက်ချက်ပြီးရွှန်ရှာခွဲကောင်းလာသည့်အကြံဖတ်မှုကိုအထိတ်အကုတ်မဲ့ကျူးလွန်ခဲ့ကြခြင်းဖြင့်စေအုပ်စုသည်၎င်းတို့၏ငကိုရှိဇယိုက်လက္ခဏာကိုထပ်မံပြသခဲ့ကြသည်နိုင်ငံတကာလူခွင့်ရေးနေတူးနေမြတ်ကြီးတွင်ရခိုင်ပြည်နယ်များဥမျိုးရှိပြည်သူစိတ်ယုံကြည်တဲ့တဲ့သို့ပေါင်900ဘုံနှလုံးချေချတိုက်ခိုက်သွားပြီးလူမဆန်သည့်ရာဇဝတ်မှုကြီးမှန်သည့်သည့်နှင့်အနိုင်ရကျင်သောနှင့်ကျူးလွန်ခဲ့ကြသည် လူနာများအိမ်မောကျနေချိန်တွင်ပြင်းထန်သောပောက်ကွဲမှုကြီးနေအတူမှန်ကွဲများတထုဆများလွင့်ပြန်ထွက်သွားပြီးလူနာတာဆင်ပေါင်းများစွာပွေချင်းပြီးတည်ဆုံးခဲ့ရသည်။ကြံရိတ်ခရသူများသည်လည်းပြိုလဲသွားသောစည်းရုံကြီးအောက်တွင်သွေးတံလူလူနှင့်ကြံခဲ့သည်။အများစုသည်ကလေးသူငယ်များမွေးကင်းစများဖြစ်နေသည်။ထို့လို့ရသည်မှာရွင်ပစ်ခတ်ခြင်းမျိုးမဟုတ်အနီးအနားတွင်တိုက်ပွဲဖြစ်နေရလဲမဟုတ်ရည်ရွယ်ချက်ရှိရှိညာကြီးတကောင်တွင်ပြစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုးဖြစ်သည်။ ေပြည်တော်မှပို့ချုပ်များသည့်အပီပီဆိုင်ရာလူအခွင့်အရေးနေ့ကိုတမင်တကာရွေးကရုံမာတော်ရည်ရွယ်ချက်ဖြင့်အစုလိုက်အပြုံလိုက်တက်ဖြတ်မှုကြီးကိုကျူးလွန်ခဲ့ခြင်းဖြစ်သည့်ထိုသတင်းစိုးကိုလည်းနိုင်ငံနေနမိတ်ကိုကြော်လွန်၍တည်စေလို၍ဖြစ်မည်၎င်းတို့နိုင်ငံတကာသို့ပေးလိုသည့်သတင်းစကားသည်ကျွန်ုပ်တို့သည်ထိုကဲ့သို့ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီးဤသည့်အရာဤသည့်ဥပဒေသားဤသည့်ကမ္ဘာလုံးဆိုင်ရာစံနှုန်းကမှကျွန်ုပ်တို့ကိုတားဆီးနိုင်မည်မဟုတ်ပေဟု၍ဖြစ်သည်လူ30ကျော်ပွဲချင်းပြီးတည်ဆုံသွားခဲ့သည် တရားအပြင်းထန်ရနေသူများထဲမှထပ်၍တည်ဆုံးရဖို့လည်းရှိနေသည်စည်ရင်းဒီပြုဟာအရာအတစီရရန်ရည်ရွယ်ခြင်းမဟုတ်ပေအကြောက်တရားများဖြစ်လာစေရန်ဖြစ်သည်စစ်တပ်သည်နိုင်ငံကိုပြန်ရလိုသည်၎င်းတို့ဘဲပုံဘဲနီးပြန်ရအောင်လုပ်နေသည်ကိုကဘာကြီးအားစောင့်ကြည့်နေဟုသောသဘောပင်ဖြစ်သည်ထို့သောသောရစွေးမှုများကိုတရင်ဒီရှမ်းနှင့်နေရာအနှံ့တွင်ကျူးလွန်ခဲ့ကြပြီးတဖြည်းဖြည်းလေချောင်းတိုက်ခိုက်မှုကိုအရှိန်မြင့်လာခြင်းဖြစ်သည်နိုင်ငံအနှံ့မြေပြင်တိုက်ပွဲများတွင်အနိုင်ရအောင်တိုက်နိုင်စွာမရှိတော့၍ဝေဟင်မတ် တိုက်ခိုက်အနိုင်ယူလာခြင်းသည်သာနောက်ဆုံးအခွင့်အရေးအဖြစ်ကျန်တော့သည်ဟုယူဆလာကြပြီဖြစ်သည်ပြည်ရင်းစစ်တီယခုအခါတမတ်ရိုးကြမဟုတ်သောလီချောင်းတိုက်ခိုက်မှုများကျူးလွန်ရန်မိမျိုးစုံကြံဆလာကြသည်ဒရုန်းများဘုံများကိုလီရင်ပေါ်မှပစ်ချနေသည့်အစစ်မှလူလိုက်ပါသည့်ဂျိုင်ရိုကော့ပတာပါရာဂလိုက်တာများပါတုံ့၍လေးစင်လိုတိုက်ခိုက်လာကြသည် ထို့အတွက်အရတားများတေဆုံးမှုသည်တဟုန်တို့မြင့်တက်လာခြင်းဖြစ်သည်ထို့သောတိုက်ခိုက်နေမှုသည်၎င်းတို့အစည်းအဝေးထားသည့်ရွေးကောက်ပွဲမတိုင်မီဖြစ်ပျက်နေခြင်းဖြစ်သည် မည်သည့်အစိုးရမည်သည့်လူအခွင့်ရေးအဖွဲ့များကမှယုံကြည်ရလောက်သည်ဟုယူဆခြင်းမခံရသည့်ရွှေကောက်ပွဲမျိုးလည်းဖြစ်သည်စေယုံကိုဘုံကျဲမတိုက်ခိုက်မီလေးမှာပင်နိုင်ငံတော်ဝန်ရှိပြည်သူတရက်လုံးကအတန်တိတ်တပိတ်ကြီးကိုအောင်မြင်စွာဆင်နွှဲခဲ့ပြီး၎င်းတို့၏ရွှေကောက်ပွဲဆိုသည့်ကိုစန့်ကျင်ကြောင်းတိတ်ဆိတ်စွာပြသခဲ့ကြပြီးဖြစ်သည်ထို့လိုရက်ကိုစေအုပ်စုကကောင်းခင်ရန်တက်၍မင်းတို့ငါတို့ကိုစန့်ကျင်ရင်မင်းတို့ကမင်းတို့ကလေးတွေကိုပါတတ်ပြစ်မယ်ဟုတုံ့ပြန်လိုက်ခြင်းဖြစ်သည်ထို့သောသော message မျိုး အရင်ကလည်းကြားသိကြရပြီးဖြစ်သည်။ပြီးခဲ့သည့်လများအတွင်စစ်ဘေးရှောင်များခိုလုံနေသည့်ဘုံကြီးချောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့သည်။ထို့မတိုင်မီကလည်းစာတင်ချောင်းကိုတိုက်ခိုက်ခဲ့ကြသေးသည်။ထို့လို့ရများသည့်စစ်ပွဲ၏ဘေးရွက်စုချိုမတော်တဆမှုများမဟုတ်စစ်အုပ်စုခင်းကျင်းလာသောပြူဟာများ၏တစိ့တစ်ပိုင်းသာဖြစ်သည်။၎င်းတို့အပေါ်စန့်ကျင်နေသောလူထု၏စိတ်ဓာတ်ခွန်အားကိုဖြိုခွဲရန်အကွက်ချစီမံခဲ့ခြင်းသာဖြစ်သည်နိုင်ငံတကာတွင်ကျူးလွန်နေကြသောအကြမ်းဖက်ဝါဒနှင့်တသက်ဘောရေးပင်ဖြစ်သည် ၎င်းတို့၏အကြံဖတ်ဝါဒသည်အောင်မြင်လာဖို့မရှိချင်းတောင်တန်းများမှသည်ကရင်ပြည်ကျိုင်ဝမ်ရှမ်းကုန်းမြင်းမြင့်အထိကျေပြန့်စွာတွန်းလှန်နေကြသောဒေါ်လာရေးအင်အားစုများကမိမိတို့ဘက်မှအလျှော်ပေးသွားမည်မဟုတ်ကြောင်းအတည်ပြုခဲ့ကြပြီဖြစ်သည် ထို့သောတိုက်ခိုက်မှုများသည့်၎င်းတို့၏စိတ်တဲ့အာမတ်ကိုရိုက်ချိုးနိုင်ခဲ့ကြခြင်းမရှိသည့်အပြင်၎င်းတို့ရင်ဆိုင်နေရသောအန္တရာယ်ကိုမိမောက်ထိုးပြလာခြင်းဖြစ်သည့်ထို့အတွက်ရှိသမျှအရင်အမြင်ဖြင့်အနိုင်တိုက်နိုင်မှဖြစ်မည်ဟုသောခံယူချက်ကိုပိုး၍ခိုင်မာလာစေရန် အားဖြည့်ပေးလာခဲ့သည် ထို့သောတိုက်ခိုက်ခံရသည့်အခါလက်တလောစိတ်ထက်ပြပြသွားခဲ့ကြသည်ကတော့အမှန်ပင်ဖြစ်သည်။ထို့သောနောက်ပိုင်းတွင်တော်လရေးဆက်ရန်နေရကြီးစိတ်ပင်မောင်းနေရန်အတွက်လောင်စာစီများအဖြစ်ပြောင်းလဲသွားခဲ့သည်။ဤသည်ကပင်စစ်အုပ်စုတပ်များနှင့်တော်လရေးတပ်များအကြားကွာခြားမှုကြီးပင်ဖြစ်ပေတော့သည်။တစ်ဖက်က၎င်းတို့အာဏာတည်ငြိမ်နေစေရန်ကလေးသူငယ်များပါမချင်တပ်ဖြတ်လာကြသည်။တဖက်ကထိုးထိုးရက်ဆက်ကြမ်းကြုတ်မှုကြီးအပီအပိုင်အဆုံးသက်ရန်အရာအလုံးကိုစွန့်လွတ်စွန့်စားစွာတိုက်ပွဲဝင်နေကြသည် ကဘာကြီးသည်၎င်းတို့၏နောက်ဆုံးရက်ဆက်မှုကြီး၏အနှစ်သာရကိုအရှိကိုအရှိတိုင်းနားလည်သည်သည်ကျင်းသည်လမ်းလွဲဖြစ်ရက်တစ်ခုမဟုတ်ဘဲစေအုပ်စု၏ကဘာကြီးအပေါ်သဘောထားနေသည့်အမြင်ကိုဖော်ပြသည့်ပတင်းပေါက်တစ်ခုဖြစ်သည်၎င်းတို့၏ထို့သောသောကဘာအမြင်ကိုအမြင့်ပြတ်ချိန်မုံနိုင်သည့်အထိမြမပြည်သူများသည်သွေးဖြစ်ဆက်လက်ပေးဆက်နေကြရအောင်မည်ဖြစ်သည်ဤသည်ကကဘာပေါ်တွင်အင်္ဂလိပ်ဘာသာဖြင့်တက်တန်းအရှိဆုံးဖြစ်သည့်ဗီတရှအပတ်စဉ်ထုတ်မဂ္ဂဇင်းကြီး The Spectator မှမြန်မာ Hondel ခတ်စတုဖ်တူအန်ယူလိုဟုခေါင်းစဉ်တက်ထားသည့်အရိဒအောက်ဘုတ်ကိုတင်ပြခြင်းဖြစ်ပါသည်။ကမ္ဘာသတင်းစာမျက်နှာများတွင်၎င်းတို့၏အကြံဖတ်မှုကြီးကိုအကျဉ်တဝက်ဖော်ပြခဲ့ကြပြီးကုလသမဂ္ဂမှလည်းထိုအရေးကိုစုံစမ်းစစ်ဆေးပေးရန်တောင်းဆိုလာသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲကလည်းပြင်းထန်စွာရှုတ်ချလိုက်ပြီးကျန်းမာရေးအဆောက်အအုံများကိုတိုက်ခိုက်မှုသည်68ကြိမ်ရှိပြီဟု H တွင်ရေးသားခဲ့သည်။ EU မှာလည်းလူသားချင်းစာနာထောက်ထားရမည့်ဥပဒေအလုံးကိုချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟုပြောခွင့်ရ အနီတာဟစ်ပါကပြောဆိုရှုတ်ချလိုက်ပြန်သည်မြအူစီယုံကိုဘုံကျဲတိုက်ခိုက်ခဲ့သောပြမှုကျူးလွန်သူကျူးလွန်ရန်စေခိုင်းသူတွင်ပါဝင်ပတ်သက်သူများကိုပြင်းထန်စွာလက်တုပ်ပြန်မိဟုအေအေကသတင်းထုတ်ပြန်လာသည်စေအုပ်စုသည်၎င်းတို့အနိုင်ရကျင်စောဖြင့်ထိုသို့လူမဆန်သည့်လောက်ရများကိုကျူးလွန်လေကမ္ဘာနိုင်ငံများကိုအသာထားပြီးအောင်၎င်းတို့အနာ ကိုလေးယိုပြီးခါစားနေကြသည့်လူစိတ်ရှိသူကျေးတော်မျိုးကျွန်းတော်များအဖို့အဘယ်သူသောမျက်နှာပေမျိုးဖြင့်နေကြရမည်ကိုလက်ပြမလုံးဖြစ်လာနေကြပြီတော်မူ ဤဒီက၎င်းတို့အတွက်အရေးကြီးနေသောယခုလိုအချိန်တွင်အစားထိုးမရနိုင်သည့်ဆုံးရှုံးမှုကြီးပင်ဖြစ်ပေတော့သည်ပြည်သူအင်အားဖြင့်တရားတော်စစ်မုတ်ချအောင်ရမည်